တနေကုန်ဒီပါတိုက်ပွဲတွေဂါဇာကမြောက်မှာဇက်တိုက်ဖြစ်ပြီးတဲ့နောက်ပြည်ရဲ့သဘောတူညီမှုကိုဆက်ထိန်မယ်လို့အစ္စရေးကပြောနေပါတယ်။အစ္စရေးလောက်ရဟာမီဇာတစ်ဖက်၊ရေမုတ်တစ်ဖက်လောက်ရဆိုပြီးပြင်းထန်ဝေဖန်နေကြပါတယ်။ဂါဇာကမြောက်ဒေသအနှံ့ပြားမှာတိုက်ခတ်မှုတွေလှုံ့ဆော်ခဲ့တဲ့တရက်တာပြီးမှတော့အစ္စရေးစစ်တပ်ကပြစ်ခတ်ရစေးသဘောတူညီချက်ဆက်လက်ထင်သိမ်းပါမယ်လို့ကြေညာပါတယ်။ အစ္စရေးကသာအဲ့ဒီလိုဆက်တိုက်နေမယ်ဆိုရင်တော့အမေရိကန်သံတော်ထရန့်ရဲ့ဂါဇာရင်းချမ်းရေးသဘောတူညီချက်ကြီးဟာတဲတဲ့ရည်တွန်းတော့ဖြစ်သွားပါလိမ့်မယ်။အော်တိုဘား၁၉ရက်နေ့တုန်းကဂါဇာအနှံ့မှာအစ္စရေးရဲ့ဘုံကျဲမှုလက်နက်ကြီးပစ်ခတ်မှုကြောင့်လူ၄၄ဦးထပ်မံတေဆုံးကြောင်းဂါဇာရဲ့ဘက်အဖွဲ့အစည်းတွေကပြောပါတယ်။ဒါဟာသံတော်ထရန့်ကြောင်းဝင်စစ်ဆက်ပြီးမြန်ဂါဇာမှာအစ္စရေးနဲ့ဟာမတ်ပြောက်ကြားတွေကြာပြည့်ထားတဲ့ချိန်အစ္စရေးဘက်ကအခုလိုကြိုတင်ပြန်တိုက်ခိုက်မှုတွေလုံဆောင်နေတာပါအစ္စရေးစစ်တပ်ကတော့ပြည်ရဲ့သဘောတူညီချက်ကိုဟာမတ်တွေဘက်က ပြောင်ပြောင်တင်းနဲ့ချိုးဖောက်ပြီးရန်စားလို့မိမိတို့လက်တော့ပြန်ခဲ့တာသာဖြစ်တယ်လို့ပြောပါတယ်။ဂါဇာတောင်ပိုင်းမှာရှိတဲ့အစ္စရေးတပ်တွေကိုချမ်းပတ်သမားတွေကတင်းဖြတ်တုံးတွေလက်လက်ရည်တွေနဲ့ပြစ်ခတ်လို့စစ်သားနှုတ်တေဆုံးလို့ခုလိုတုံ့ပြန်ခဲ့တာလို့အစ္စရေးကကြောင်းပြန်ပါတယ်။ဒါပေမဲ့ဟာမတ်တွေကတော့အစ္စရေးထိန်းချုပ်ထားရဒေသတွေမှာမိမိတို့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့အကြောင်းသတင်းမကြောင်းမိဘူးပြောပါတယ်။ အစ္စရေးကအော်တိုဘာ16ရက်တနေ့လောမှာဂါဇာနက်ကဟာမတ်စ်ပြစ်မှတ်တွေကိုဖြန့်ကျက်တိုက်ခတ်ခဲ့ကြောင်းတည်ပြပါတယ်။ဟာမတ်စ်ကတော့ပြည်သူပေါ်တွင်မူဆက်လက်လေးစားလိုက်နာနေစေပါလို့ကြေညာပြီးအစ္စရေးကသာတစ်ဖက်သက်တိုက်ခတ်မှုတွေလုပ်ပြီးဂျီဂရီကိုချိုးဖျက်တာလို့ဆွတ်ဆွဲသွားပါတယ်။အစ္စရေးလောက်ရဟာပြစ်ခတ်ရေးစိတ်ကြီးညာချက်ကိုပြီးတိုင်ပြိုလဲသွားစေနိုင်တယ်လို့ဟာမတ်စ်ကသတိပေးပါတယ်။ အော်တိုဘာ20မိနစ်စောပိုင်းမှာအစ်ဇွေးဆန်တော်ကျင်ရာအော်တိုဘာ19ရက်နေ့ညတကောင်ချိန်နားမှာတော့အစ်ဇွေးကတိုက်ခိုက်မှုတွေရစဲပြီးအပြည့်ရဲ့သဘောတူညီချက်ဆက်လိုက်နိုင်မယ်လို့ကြေညာပါတယ်။ဒါပေမဲ့တစ်ဖက်ကစတဲ့ချိုးဖောက်တဲ့ဘလူးလုံးရကုန်ဆိုတင်းတင်းမမာတုံ့ပြန်မယ်လို့အစ်ဇွေးကပြောပါတယ်။ထရန်ကတော့ဝါရှင်တန်ဒီစီမှာတရင်နောက်တည်းတွေ့ဆုံတဲ့အခါဂါဇာပြည့်ရဲ့သဘောတူညီချက်ကဆက်လက်တည်တံ့နေစေပါလို့ပြောကြတော့ပါတယ်။ထရန်ညီလိုက်ပေးတဲ့အပြည့်ရဲ့သဘောတူညီချက်ပထမဆင့်ဟာအော်တိုဘာ10ရက်နေ့မှာစပြုပြီး နှစ်ဖက်တိုက်ခိုက်မှုတွေချက်ချင်းရပ်ဖို့ဂါဇာရဲ့တချို့နေရာတွေကနေအစ်ဇွေတက်တွေဆုတ်ခွာဖို့နှစ်ဖက်တစားကနေတုံ့ပြန်တွေလဲဖို့လူသားချင်းစာနာမှုကူညီတွေတိုးမြှင့်လှုံ့ဆော်ဖို့ဆိုတဲ့ချက်တွေပါပါတယ်။ဟာမတ်စ်တပ်ဖွဲ့တွေဟာတက်ရှင်ဂျန်နေစေအစ်ဇွေတစားကအလုံးပြန်လွတ်ပေးရမယ်လို့ဆိုပါတယ်။တစားကလောင်း28ခုတည်းကဆနလောင်းကိုလည်းဟစ်ဇွေးစီလွှဲပေးပြီးဖြစ်ပါတယ်။တစ်ဖက်မှာတော့အစ်ဇွေးဟာပါလက်စတိုင်းကျင်းသား250နဲ့ ဂါဇာမှာဖမ်းထားတဲ့ပါလက်စတိုင်း1918ဦးကိုပြန်လွှတ်ခဲ့ပြီးအကျဉ်းသား15ဦးရဲ့အလောင်းတွေကိုလည်းဟာမတ်တို့ကိုပြန်လည်ပေးပို့ခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။နောက်သတင်းပုတ်ပြောချင်ပါလိမ့်။လောကင်းဆန္ဒပြသူတွေပေါ်မစင်တဲ့သူတွေအရာတွေကြဲချတဲ့ AMB ဒီယိုတူဖန်တီဗီတော့နဲ့ထန်းကလောင်ပြောင်းလိုက်ပါနေ။ American Democracy အားအခြေစုံနိုင်ငံဖြစ်ပါလေသမ္မတထရန့်ဟာဘင်းတပါးသခွဲထင်းရမြာလုံနေတဲ့အတွက် Democracy နိုင်ငံမှာဘင်းမရှိဆိုတဲ့ လိုကင်းဆန္ဒပြတောက်ရှာမှုတွေနိုင်ငံတော်ဝန်လှုပ်ဆောင်နေရပြည်တွင်60လောက်လမ်းပေါ်ထွက်ဆန္ဒပြသူပေါင်း9တန်းလောက်ရှိပါတယ်။အဲ့မှာဒီနေ့တွန်းကမမိဟာဘယင်းမဟုတ်ဘူးလို့ပြောပါတယ်။ပြောတော့အမေရပဲသူ့ရဲ့လူမှုကွန်ရက်မှာ AI နဲ့လုပ်ထားတဲ့ဗီဒီယိုတစ်ခုတင်လိုက်ပါတယ်။အဲ့ဒီဗီဒီယိုမှာပါလဲဆိုတော့ Trump ကသရဖူဆောင်းထားပြီးတူးတဲ့မောင်းနေတဲ့ဂျက်လင်ပေးမှလဲ King Trump ဆိုတဲ့စာသားရေးဆွဲထားပါတယ်။ time square မှာဆန္ဒပြနေလူကြီးပေါ့ကိုမစင်လို့ရှုမြင်နိုင်တဲ့ရှင်နဲ့အီးတွေဘုံကျဲတယ်လို့ကြဲချမှုကိုလည်းပြသပါတယ်။ဘသူကသူ့ကိုအဲ့ဒီလိုဗီဒီယိုဖန်တီးပေးတယ်တော့မပြောတတ်ပါဘူး။နိုင်ငံတော်ခေလုံရောက်ရှိသူများစွာကိုနေရက်ပြန်ပို့ဖို့အတင်းကျပ်ပြန်ပို့ခြင်းတွေနိုင်ငံကထောက်ပံ့တဲ့ရဆိုင်ကြီးတွေအစိုးရထံရဲ့အေဂျင်စီများစွာကိုဖျက်ပယ်ခြင်းတွေမျိုးကြီးတွေမှာမကျင်တဲ့အတွက်အယက်သားဆန္ဒပြမှုများဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆန့်ကျင်ပြီးစစ်သည်တွေဆေလွတ်ထိန်းသိမ်းခြင်းတွေကြောင့် လက်ရှိဒီမိုကရက်ထောက်ခံသူတွေနဲ့ပြည်သူခုနှစ်သန်းထိလမ်းပေါ်ထွက်ကထရန့်အောင်နိုကင်းဆန္ဒပြလှုံ့ဆော်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒီတစ်ကြိမ်ဟာဒုတိယကြိမ်မြောက်ဆန္ဒပြမှုလည်းဖြစ်ပါတယ်။အရင်တုန်းကလည်းအဲ့ဒီလိုမျိုးပြဘူးပါတယ်။ပါတီထရန့်ကလက်ရှိလွတ်တော်နှစ်ရက်လုံးကသမ္မတရဲ့အာဏာကိုမကျော်လွှားနိုင်တဲ့အခြေအနေမှာစိုက်ရောက်နေတာကိုရှုမြင်အောင်ဆန္ဒပြသူတွေကပြောပါတယ်။ဒါမဲ့ထရန့်ရဲ့ရီပူဘလစ်ကန်တွေကတော့ထောက်ခံနေကြပါတယ်။ အခုဆန္ဒပြသူအများစုကဒီမိုကရက်တွေဖြစ်ပြီးလက်ရှိအစိုးရအဖွဲ့ကိုအဲ့ဒီလိုကရင်ကဘာဖြစ်အောင်လှုပ်ဆောင်နေတာလို့ Republican တွေကဆွဆွဲပါတယ်ထရန့်ကပြီးခဲ့တဲ့လပိုင်းကစတင်ပြီးအမေရိကန်မျိုးကြီးတွေမှာ anti falcon fascist ဆန့်ကျင်လက်ဝဲစုံဖွဲ့စည်းများဦးဆောင်တာအကြမ်းဖက်ဆန္ဒပြမှုတွေကျူးလွန်နေလို့မိမိဟာဘီအတူဦးဖြစ် anarchist နဲ့ကိုလက်ကင်ထားခြင်းမဟုတ်ပဲ အမေရိကန်နိုင်ငံသားတွေအတွက်နိုင်ငံတိုးတက်ဖို့အတွက်လောက်ရမဲ့တာဝန်တွေဖြစ်တဲ့ဆိုပြီးဒီဆန္ဒပြုပြသူတွေဟာသူ့ရဲ့သမ္မတတက်တဲ့20အတွင်းအကြီးမားဆုံးလူလူအုံကြွမှုဖြစ်ပေမဲ့နောက်ွယ်ကရမုံငွေထောက်ပံ့ကသွေးထိုးပေးနေတဲ့လှုပ်ရှားမှုတွေရှိတယ်လို့ဆိုပါတယ်။အဲဒီလှုပ်ရှားမှုတွေကိုအန်တီဖာဖွဲ့ကဦးဆောင်ပြီးအဲဒီအန်တီဖာကိုအကြမ်းဖက်ဖွဲ့ဖြစ်လဲတတ်မှတ်ထားတယ်လို့ရှင်းလင်းထုတ်ပြန်သွားပါတယ်။ ထရန့်ကဒီလိုညင်းစုံတွေကပြည်ပအထောက်ပံ့တွေကိုမိမိအားစန့်ကျင်နေတယ်လို့ဆိုပေမဲ့အမေရိကန်နိုင်ငံသားလွတ်လပ်ခွင့်တွေတမကထုတ်ပြန်ကြမှာတော့ no kin ထရန့်စန့်ကျင်လှုပ်ရှားမှုဟာနိုင်ငံတော်ဝန်ပြည်နယ်90လုံးမှာကျင်းပခဲ့ပြီးစစ်နောက်ပြပွဲ2500လောက်ဖြစ်ခဲ့ကြောင်းပအဝင်သူပေါင်း9000တန်းရှိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားစီကတံငွေဝယ်ယူမှုအဆုံးသတ်ဖို့ဥရောပကောင်စီကသဘောတူလိုက်ပါတယ်။ EU ဥရောပသမဂ္ဂဖွဲ့ဝင်နိုင်ငံအားလုံးအနေနဲ့ရုရှားစီကနေတံငွေဝယ်တာတွေအဆုံးသတ်ဖို့ဥရောပပါလီမန်အဆိုပြုချက်ကိုအောက်တိုဘာ20ရက်နေ့ကလူဇင်ဘတ်မှာကျင်းပခဲ့တဲ့ EU စွန့်ဝင်ဝင်ကြီးများဆွေးနွေးပွဲကသဘောတူတည်ပြုကြောင်းဥရောပကောင်စီကသတင်းထုတ်ပြန်ပါတယ်။အဲ့ဒီသဘောတူညီချက်အရဥရောပကိုတင်ပို့နေတဲ့ရုရှားတံငွေကို2026ဇန်နဝါရီတရက်နေ့မှာအပြေအဝစတင်ပေးပြီမဲ့ဆိုပါတယ်။ ဒါပေမဲ့ရေတိုထောက်ပံ့ရေတိုငွေပေးချေရေးစာချုပ်ချုပ်ဆိုထားပြီးဖြစ်တဲ့နိုင်ငံတွေအနေနဲ့2026ဆုံး29နောက်ဆုံးထားပြီးပြင်ပင်ရမှာဖြစ်တယ်လို့ရေရှည်စာချုပ်ချုပ်ထားတဲ့နိုင်ငံတွေအတွက်2029ဒီဇင်ဘာလကုန်မှပြည့်ရဆိုင်မယ်လို့သတင်းထုတ်ပြန်ကြမှာဖော်ပြထားပါလိမ့်။2028ဇန်နဝါရီတရနေ့ကစပြီးဥရောပမှာရုရှားတံခွေတင်ပို့မှုလုံးဝကင်းစင်ရမယ်ဆိုပါတယ်။ ကောင်စီကပြန်လည်ပြင်ဆင်လာတဲ့အဆိုပါသူဘောဒုညီဆုံးဖြတ်ချက်ကိုတည်ပြုဖို့ဥရောပပါလီမန်ကိုပြန်လည်ပေးဖို့တော်မယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါလိမ့်ရုရှားတို့ကတင်ပေါ်မှုရဆိုင်မှုအဆိုကိုဟန်ဂေရီနဲ့ဆလိုဗာကီးယားတို့ကအကန့်ကွက်ပြီးမဲ့ဂျန်ဖော့ဘ်နိုင်ငံတွေကထောက်ခံခဲ့လို့တည်ပြုတာလို့လူစင်ဘက်ခြေဆိုင်ဥရောပသတင်းတွေကဖော်ပြပါတယ်။ဟန်ဂေရီနဲ့ဆလိုဗာကီးယားနိုင်ငံတွေကရုရှားစီကရေနံနဲ့တဘောတမှုတွေဝယ်ယူနေတဲ့နိုင်ငံတွေဖြစ်ပါတယ်။အားဖြင့်ဟန်ဂေရီဝန်ကြီးချုပ်ဗရာအိုဗန်ဟာ ရုရှားသမ္မတပူတင်နဲ့အလွန်နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။ဥရောပသမဂ္ဂမှာဆိုရင်ရုရှားနဲ့အနီးဆုံးဆက်ဆံရေးရှိတာဟာဟန်ဂေရီလို့တောင်ပြောလို့ရပါတယ်။ဒါကြောင့်သူတို့ကတော့အဲ့ဒီလိုမျိုးလောက်တာကိုလုံးဝလက်မခံဘူးလို့ဆိုပါတယ်။ထန်ကတော့ဥရောပတိုက်အနေနဲ့ရုရှားစီကနေရေနံနဲ့သဘောတငွေတွေဝယ်တာကိုရတန်းကရပ်ဖို့အတွက်ချင်းချောက်ထားတာပဲဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ရုရှားပုတ်ကလီကစွန်တော့ဖွဲ့အကြီးအကဲကိုနိုင်ငံတော်သစ္စာဖောက်မှုနဲ့ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ရုရှားပုတ်ကလီကစွန်တော့မြားဖွဲ့ဥက္ကရာအန်ဒရီမာဒူရှကင်ကိုနိုင်ငံတော်သစ္စာဖောက်မှုနဲ့ထူးဆောင်စံစစ်ဆေးဖွဲ့ကစင်မီတာစပတ်မှာဖမ်းဆီးလိုက်ပါတယ်။အန်ဒရီမာဒူရှကင်ဟာနိုင်ငံတော်လူ့ဝတ်ချက်တွေကိုပြည်ပနိုင်ငံတွေကိုပေးပို့နေတယ်လို့နိုင်ငံခြားထောက်လှမ်းရေးအေဂျင်စီထူးထည်ဘော်ဒီနိုင်ငံတွေကထောက်လှမ်းရေးကိုယ်စားလှယ်တွေနဲ့ပူးပေါင်းဆောင်ရွက်နေတာစုံစမ်းသိရှိရလို့ဖမ်းဆီးထားတာလို့ကြေညာပါတယ်။ မတ်တူကင်နဲ့တူပုဂ္ဂလိကစုံလောက်ဖွဲ့အတူကိုပါဖန်ထားပြီးနိုင်ငံတော်ပုံကံမှုနဲ့အနည်းဆုံးထောင်ဒဏ်တသက်တကျော်ဖြစ်တဲ့အကြခံရနိုင်ပွဲရှိတယ်လို့ရုရှားသတင်းတွေက ဖော်ပြပါတယ်ပုဂ္ဂလိကဆောင်တော်ဘက်ဟာလူပြောက်ကားပြောက်နဲ့ပုဂ္ဂလိကဆိုင်ရာစုံစမ်းစစ်မှုတွေကိုညီဆောင်ရွက်ပေးတဲ့အဖွဲ့ဖြစ်တယ်လို့ရုရှားဆိုရသတင်းတွေကဆိုပါတယ်။ယူကရိန်းတို့အနေနဲ့ဒိုနက်စ်ပြည်နယ်ကိုမဖြစ်ဖြစ်တဲ့အနေနဲ့လက်လွတ်ပေးဖို့ထရန့်စီပူတင်ကတောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ တကယ်လို့စစ်ပွဲကိုသာငြင်းကြင်စေခြင်းလဲဆိုယူကရိန်းဘက်ကအဲ့ဒီပြည်နယ်ကိုဆွလွတ်ရမှာဖြစ်တယ်လို့ဆိုပါတယ်ဇီလန်စကီကတော့ဒါကိုလုံးဝလက်မခံဘူးလို့ပြောပါလိမ့်စစ်ပွဲရဆိုင်တဲ့ဘောတူညချက်အတွက်ယူကရိန်းကဒိုနက်စ်ဒေသပြီးတိုင်ဆွလွတ်ပေးစေလို့ကြောင်းရုရှားသမ္မတပူတင်ကအမေရိကသမ္မတထရန့်ကိုပြောကြားခဲ့တယ်လို့သတင်းတွေထွက်နေပါလိမ့်ထရရရှားနဲ့ယူကရိန်းကြားစစ်ရဆိုင်တွေကိုတော့နှစ်ဖက်လုံးကိုဖိအားပေးတောင်းဆိုနေခဲ့သလိုရုရှားကငြိမ်းချမ်းရေးအတွက်လက်တွေ့ညှိနှိုင်းမှုတွေကနေရှောင်လွှဲနေတယ်ဆိုတဲ့သဘောမျိုးလည်းဆွဆွဲခဲ့ပါတယ် ီးခဲ့တဲ့သတင်းပတ်မှာတော့ထရန့်ဟာပူတင်နဲ့ဖုံးဆက်ပြီးဆွေးနွေးခဲ့တယ်လို့ယူကရိန်းသမ္မတဆီလန်စကီကိုလည်းအင်ဖြူတော်မှာလက်ခံတွေ့ဆုံပါတယ်။ပူတင်နဲ့ဖုံးပြောပြီးတဲ့အချိန်မှာတော့ထရန့်ကသူတို့နိုးကြကဆွေးနွေးမှုတွေဟာအများကြီးအပြည့်အစုံသောဆောင်ခဲ့တယ်လို့မကြခင်ဟန်ဂေရီနိုင်ငံမှာမိမိနဲ့ပူတင်လူချင်းတွေ့ဖို့သဘောတူခဲ့တယ်လို့ပြောပါတယ်။ထရန့်နဲ့ပူတင်ဖုံးပြောခဲ့တဲ့အသေးစိတ်အကြောင်းအရာတွေကဘာလဲဆိုတာမသိရပါပဲ။ပူတင်ကတော့စစ်ပွဲရက်စကြီးယူကရိန်းအနေနဲ့နိုင်ငံအရှိပိုင်းကရုရှားနဲ့ထိစပ်နေတဲ့ ဒွန်ညက်စ်ပြည်နယ်တခုလုံးလက်လွတ်ပေးရမယ်လို့ထရန့်ကိုတောင်းဆိုခဲ့ကြောင်း Washington Post ကဖော်ပြပါတယ်ဒွန်ညက်စ်ကိုအဆုံးရှုံးခံဖို့ယူကရိန်းဘက်ကခေါင်းညှင်းမယ်ဆိုရင်ရုရှားကလည်းယူကရိန်းရဲ့ခါဆန်နဲ့ဇာပိုရိရှားပြည်နယ်တွေထဲဝင်ရောက်နေရာယူထားတဲ့တပ်တွေကိုရုတ်သိမ်းဆုတ်ခွာပေးမယ်လို့ပူတင်ဘက်ကကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်အဲ့ဒီနောက်ထရန့်ရဲ့ဆိုရကခန့်ထားတဲ့အထူးမိနိုင်ကိုယ်စီလမစ္စတာစတီဗစ်ကကဒွန်ညက်ကိုလက်လွတ်ပေးဖို့ယူကရိန်းဆိုရကိုစတင်တိုက်တွန်းနေတယ်လို့ Washington Post ကဆိုပါတယ် ဒါပေမဲ့ဒီကိစ္စကိုယူကရိန်းကရောအင်ဖြူတော်ကပါနှုတ်ဆက်နေပါလေအရင်တုန်းက Trump နဲ့ Putin ဆင်မပြေစဉ်က Trump ကယူကရိန်းနေနဲ့2014ကသူတို့ဆုံးရှုံးခဲ့တဲ့ Crimea ဒေသတွေအားလုံးကိုပါ ပြန်သိမ်းနိုင်တယ်ဆိုပြီးပြောနေပါလေအဲဒီနောက်ပိုင်းယူကရိန်းကိုတိုမဟော့တွေထောက်ပံ့ပေးမယ်ဆိုပြီးအမေရိကန်ကပြင်ဆင်လာတာဖြစ်ပါတယ်။တိုမဟော့ကြောင့်အခုရုရှားနဲ့အမေရိကန်ပြန်ပြီးဆွေးနွေးလာတာဖြစ်ပါတယ်။ ထရန့်ဟာအစောပိုင်းကစစ်ပွဲရဆိုင်မှုဆိုရင်ယူကရိန်းကပိုင်နေမျိုးတချို့အဆုံးရှုံးခံရမှာဖြစ်တယ်လို့ရုရှားကလည်းထိန်းချုပ်နေမျိုးတချို့လက်လွတ်ပေးရနိုင်ကြောင်းမှတ်ချက်ပေးခဲ့ပါတယ် ောက်တော့သူစကားပြောသွားပြီးယူကရိန်းဟာစစ်မဖြစ်ခင်နိုင်ငံပိုင်နဲ့လည်းမြေအားလုံးပြန်ရပြီးစစ်ပွဲအဆုံးသတ်နိုင်ခြင်းမျိုးရှိနေကြောင်းထရန့်ကပြောပါတယ်။ Washington Post ကတော့ American ဆိုရရဲ့တရင်းရင်းမြင့်နှံမှုကိုကာပြီးပူတင်ကအဲ့ဒီဒေသကိုသာရုရှားပိုင်နဲ့ဖြစ်ရမယ်ဆိုရင်စစ်ရတဲ့ရေသဘောတူမှာဖြစ်တယ်လို့ဇာမရုရှားနဲ့ခါဇန်ကရုရှားတပ်တွေကိုလည်းနောက်ဆုတ်ပေးမယ်လို့ကန့်လန့်ခဲ့ကြောင်းဖော်ပြပါတယ်ဒီတကြိမ်ပူတင်ဘက်ကတောင်းဆိုမှုဟာအောက်ကလက American ရဲ့ Alaska ပြည်နယ်မှာ Trump နဲ့ လူချင်းတွေ့တုံးကတောင်းဆိုတဲ့ချက်လက်တွေထဲရောကြတော့ပါတယ်ရုရှားအနေနဲ့စစ်ရဆိုင်ဆွေးနွေးဖို့လိုလိုလားမရှိတာသေးကြရင်တော့အမေရိကန်ကလည်းယူကရိန်းစီတမဟော့တွေထောက်ပံ့ရေးစဉ်းစားရလိမ့်မယ်လို့ထရန့်ကတတိပေးခဲ့ပြီးအကြခင်ကပူတင်နဲ့ဖုန်းဆက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်ဇီလန်စကီကတော့ပူတင်ဟာယူကရိန်းနဲ့အဲ့ဒီတာဝန်ပြခရုစတုံးကြီးတွေရောက်မှဆိုရင်လို့သာစစ်ရဆဲရေးဆွေးနွေးမဲ့ခြေနေစီဥတည်လာတယ်လို့ပြောပါတယ်။ပူတင်တောင်းဆိုတဲ့ဒိုညက်ဒေတာဆိုတာဟာရုရှားယူကရိန်းစစ်မဖြစ်ခင်2017ခုနှစ်ကလေးက တိုက်ပွဲတွေဖြစ်နေတဲ့နေရာပါဒွန်ညက်စပီနယ်ထဲမှာရုရှားကြောထောက်နောက်ခံပေးထားတဲ့ခွဲထွက်ရေးပျောက်ကြားတွေလှုပ်ရှားနေသလိုအစိပ်ပိုင်းတော်များကိုရုရှားကထိန်းချုပ်ထားပေမဲ့ပြည်နယ်တစ်ခုလုံးကိုတော့သိမ်းယူနိုင်စွမ်းမရှိသေးပါဘူးယူကရိန်းဟာစလိုဗိန်းခနဲ့ခရမာတော့တို့လိုမျိုးကြီးတွေပါဝင်ပြည်နယ်နောက်မြောက်ဘက်နေပြည်တော်ကိုဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်နိုင်ငံကုန်းမြေနယ်ဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြောက်ကိုရီးယားစစ်သည်တို့ကိုတောင်ကိုရီးယားဘက်ကထိန်းသိမ်းထားတယ်လို့ဆိုပါတယ် ဒါဟာရှာရှာပါပါဖြစ်တဲ့ခုဖြစ်ပါလိမ့်။မြောက်ကိုရီးယားစစ်သည်တို့ဟာနိုင်ငံပိုင်းခြားထားတဲ့ခံတပ်ကော်မတီနယ်စပ်ကိုသူ့သဘောဆန္ဒလျောက်ဖျက်ချော်ဝင်ရောက်လာလို့တောင်ကိုရီးယားစစ်တပ်ကဖမ်းဆီးတင်တဲ့ကြောင်းဆိုးမျိုးလူကျွင်းအာဏာပိုင်တွေကပြောပါလိမ့်။သူကတောင်ကိုရီးယားဘက်ကိုခိုလုံဖို့စ조사နေတာဖြစ်တယ်လို့ဆိုလကခွဲဝန်ကြီးဌာနတာဝန်ရှိသူတို့ကပြောပါတယ်1950ပြည့်လွန်နှစ်ကစစ်ပွဲကြောင့်ကျောင်းဆွေကိုပိုင်းခြားပြီးနောက်ပိုင်းထောင်တောင်းချီတဲ့မြောက်ကိုရီးယားနိုင်ငံသားတွေဟာ တောင်ကိုရီးယားဘက်ကိုထွက်ပြေးခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီတုန်းကထွက်ပြေးသူအများစုဟာအရင်ဆုံးတရုတ်နိုင်ငံတွေကိုကုန်းချောင်းသွားခဲ့ရပြီးနောက်ထိုင်းလိုမျိုးတတိယနိုင်ငံဘက်မှာလက်ပယ်ရင်နောက်ဆုံးတောင်ကိုရီးယားကိုရောက်ရှိကြတာဖြစ်ပါတယ်။ကျောင်းဆက်ကိုပိုင်းခြားလိုက်တဲ့ကုန်းမြင့်နေစမဖြတ်ကျော်ခိုးလုံနိုင်တာမျိုးဟာနေရာအများစုနဲ့တတော်ထူထက်ခြင်းမြေမြုံမိုင်းနေပြည့်နေခြင်းနဲ့နှစ်ဖက်လုံးကစစ်တီတွေမျက်စိတောက်ထောက်ဆောင်းကြည့်နေတဲ့အတွက်အရေးရှားပါတဲ့ခြင်းတွေပါ။နောက်တနည်းကတော့ ပင်လယ်ကိုဖျက်ပြီးတော့ဝင်တဲ့အချိန်တွေပါဒါကလည်းလုံးဝမလွယ်ကူပါဘူးတွေ့တာနဲ့တွေ့ရတဲ့နေရာမှာအဲ့ဒီဖျက်ကူးသူတွေဟာအပြည့်ရှင်းခံရနိုင်ပါလိမ့်နောက်ပိုင်းတရုတ်ကိုသွားဖို့ကလည်းမလွယ်ပါဘူးတရုတ်ကိုသွားရင်မြောက်ကိုရီးယားနိုင်ငံသားတွေကိုတရုတ်ကမြောက်ကိုရီးယားစီကိုပြန်ပို့ပါလိမ့်အရင်တော့တတိယနိုင်ငံစီကိုလွှဲပြောင်းမပေးပါဘူး။ဒါကြောင့်မြောက်ကိုရီးယားနိုင်ငံသားတွေအနေနဲ့တောင်ကိုရီးယားကိုဝင်ဖို့ဆိုတာတော်တော်ရှားတောင့်ရှားပါအခက်အခဲဖြစ်လာပါလိမ့်။ ကျုံးဆွဲကိုပိုင်းခြားတဲ့ကုန်မြင့်နေစမှာဖြတ်ကျော်ခုနယ်မှုဆိုရင်လည်းအင်မတန်ဝူမဖြစ်နိုင်တဲ့အခြေအနေလို့ဆိုရမှာဖြစ်ပါတယ်။တောင်ကိုရီးယားပူတွဲစစ်ဝစ်ရုံတည်ရင်ထုတ်ပြန်ချက်မှာကျွန်တော်တို့စစ်တပ်ဟာစီးရေးပိုင်းခြားသတ်မှတ်ထားတဲ့မြင်းကိုဘိုးစစ်မျက်နှာမှာဖြတ်ကျော်လာတဲ့မြောက်ကိုရီးယားစစ်သည်တို့ကိုထိန်းသိမ်းထားနိုင်တယ်လို့ဆိုပါတယ်။စစ်တပ်ကအဲ့ဒီလူကိုဖော်ထုတ်နိုင်ခဲ့ပြီးခြေအကန်စောင့်ကြည့်ရင်ထိန်းသိမ်းမှုအတွက်သတ်မှတ်ထားတဲ့လမ်းညွှန်ချက်တိုင်းဆောင်ရွက်ပါတယ်လို့အဲ့ဒီထုတ်ပြန်ချက်ထဲမှာဆက်လက်ဖော်ပြထားပါတယ်။လောစင်မှာတော့အဲ့ဒီ ဖြတ်ကျော်ထွက်ပြေးလာတဲ့သူကိုထိန်းသိမ်းထားစေဖြစ်ပါလိမ့်။အဲဒီဖြတ်ကျော်ထွက်ပြေးလာတဲ့မြောက်ကိုရီးယားစစ်သည်ဟာနှစ်နိုင်ငံ၂၀မှာစောင့်ကြားရတဲ့စစ်သည်တဦးဖြစ်ပြီးတော့သူအနေနဲ့အဲ့ဒီနယ်စပ်ဘင်းဘယ်နေရာမှာဘလို့မြေမြုံမိုင်းတွေထောင်ထားလဲဆိုတာအတိအကျသိတဲ့သူဖြစ်ပုံရတယ်လို့လေ့လာသူတွေကပြောပါလိမ့်။ထိုင်းဝန်ဒီဂျိုဟောင်းဖြစ်ခဲ့တဲ့အဘီဇစ်ဟာဒီမိုကရက်ပါတီရဲ့ခေါင်းဆောင်ပြန်ဖြစ်လာပါတယ်။ထိုင်းနိုင်ငံရဲ့အကြီးအမားဆုံးနဲ့တည်တန်းရှိအကြဆုံးဒီမိုကရက်တစ်ပါတီခေါင်းဆောင်ဖြစ် ဝန်ကြီးချုပ်ဟောင်းအပီစင်ဟာဘန်ကောက်မြို့မှာကျင်းပတဲ့ပါတီထရီညီလာခံမှာမဲပေးသူ96.200ခန်းလုံးနဲ့နိုင်ရရှိခဲ့ကြောင်းဘန်ကောက်ပို့စ်ကဖော်ပြပါတယ်။ပြောမယ်ဆိုတော့အပီစင်ကိုတပါတီလုံးကအကန့်ကွက်သူမရှိထောက်ခံလိုက်တဲ့သဘောပဲဖြစ်ပါတယ်။အပီစင်ကတော့ဒီမိုကရက်ပါတီကဒီမိုကရေစီစံနဲ့ရွေးကောက်တင်မြှောက်မှု လုပ်ငန်းစဉ်ရှိတဲ့တခုတီးသောပါတီဖြစ်ပြီးအဖွဲ့ဝင်တွေရဲ့ညီညွတ်ထောက်ခံမှုနဲ့ကောင်းဆောင်ဖြစ်လာနိုင်တယ်လို့အနိုင်ရမိတ်ကွန်မှာပြောပါတယ်။ အဘိဇစ်ဟာ2005မှ2019တွင်ဒီမိုကရက်ပါတီရဲ့ခေါင်းဆောင်ဖြစ်16နှစ်တန်တန်ဦးဆောင်ခဲ့ပြီး2023မှာနှုတ်ခွန်းခဲ့ပါတယ်။ကျွန်တော်ရဲ့နှလုံးသားဟာဒီမိုကရက်ပါတီနဲ့အမြဲရှိနေတယ်လို့အဘိဇစ်ကဆိုပါတယ်။အဘိဇစ်ကထိုင်းနိုင်ငံရဲ့စီးပွားရေးကျဆင်းမှုလူမှုရေးမငြိမ်းချမ်းမှုတရားမျှတမှုရုံးလျှော့လာမှုတွေကိုထောက်ပြပြီးနိုင်ငံရေးဆိုတာဟာနိုင်ငံတော်တော်မှုကိုဟန်တောင်းနေတယ်လို့လည်းဝေဖန်ပါတယ်။ စီးပွားရေးတိုးတက်မှုဟာလူမှုရဲ့လူမှုဘဝအဆင့်ကိုပြည့်တယ်မို့လုံလောက်မှုရှိပဲနိုင်ငံရေးနဲ့စီးပွားရေးလက်ဝဲကြီးအုပ်မှုတွေကဒီပြဿနာပိုဆိုးစေတယ်လို့ဆိုပါရဲဒါအပြင်ဒီမိုကရက်ပါတီရဲ့တင်ကြရဟာရိုးသားမှုအမှန်တရားနဲ့ကြော်ဝါမှုတော့ကိုစားပြုပြီးဒေတန်ဘိုးတွေကိုအခြေခံပြီးတော့နိုင်ငံရေးကျင့်ပြတ်ချဆောင်မှုကိုတိုက်ဖြတ်ဖို့ကတိပြုပါတယ်ဒီမိုကရက်ပါတီဟာ2026မလ29မှာကျင်းပမယ်။ထရီရွေကောက်ပွဲအတွက်အင်အားတိုးမြှင့်ဖို့အပီစိရဲ့ဦးဆောင်မှုကိုမျှော်လင့်ထားကြပါတယ်။ တကယ်လို့သာ လာမဲ့2026ရွေးကောက်ပွဲမှာဒီမိုကရက်တစ်သာနိုင်ရမယ်ဆိုရင်တော့အပြည်စစ်ဟာဝင်ကြီးချုပ်ပြန်ဖြစ်လာနိုင်ခြင်းရှိပါတယ်ဒီမိုကရက်ပါတီဟာ liberal democracy ယူဆတိုင်းတာပဲမြေဘီစနစ်နဲ့စစ်တပ်ကိုကာကွယ်ဖို့အပြည်စစ်ကကတိပြုခဲ့ပါတယ်ဒီမိုကရက်ပါတီကတော့ဘီစနစ်ကိုတစ်ဆာမဖောက်သလိုစစ်တပ်ကိုလည်းပုတ်ခတ်ဝေဖန်ပြောဆိုခြင်းမျိုးငကိုကလေးကမရှိပါဘူး။ဒါပေမဲ့ဖြူတိုင်းပါတီကတော့ ဘရင်စနစ်ကိုတစ္ဆာဖောက်လို့ပြောခံရပါတယ်။ဒါအပြင်နောက်ပေါ်လာတဲ့ပါတီတွေကလည်းဘရင်စနစ်ကိုပြုပြင်ပြောင်းလဲမယ်ဆိုပြီးလှုပ်ခဲတဲ့အတွက်ကြောင့်ပါတီတွေပါဖျက်သိမ်းခံရပါတယ်။ move for a party လည်းဖြတ်သိမ်းခံရပါနဲ့ future for a party လည်းဖြတ်သိမ်းခံရပြီသူတို့ကပါတီအစ်စ်တွေပါဆက်လုပ်ပြီးတော့လုပ်နေရတဲ့အခြေအနေမှာရှိပါတယ်။လက်ရှိထိုင်းနိုင်ငံရဲ့အခြေအနေဟာတိမ်တောင်းပေါ်မှာဖြစ်နေပါလိမ့်။အရင်ဝန်ကြီးချုပ်ဟောင်းတဆေသမီးကလည်း ဟောဆိုင်ရဲ့ရိုက်ချက်ကြောင့်ယာဒူးကလည်းတနစ်တာခံပြီးပြုတ်သွားပါလေ။အဲဒီနောက်အနုတင်ကဝန်ကြီးချုပ်ဖြစ်လာပါလေ။အနုတင်ဟာရွေးကောက်ပွဲကိုလုပ်ပေးမယ်လို့ကြေပေးထားတာပဲဖြစ်ပါလေ။တရုတ်ကိုထောက်ခံတဲ့ထိုင်ဝမ်မျိုးသမီးလွတ်တော်အမဟောင်းတူဟာတိုက်ခန့်ကွန်မတီပါတီရဲ့ခေါင်းဆောင်နေရာရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပါလေ။ကိုမေနန် KMP ပါတီထုတ်ပြန်ကြရအဲ့ဒီမျိုးတွေချမ်းလိမ့်မှာဟာအောက်တိုဘာ16ရက်နေ့ကမဲပေးယူချင်မှာ တခြားပြန်ပတ်9ဦးကိုတာလုံးခဲ့ပြီး90ဒသမ200ခန့်လုံးနဲ့နိုင်ရရှိခဲ့ပြီးကွန်မန်ပါတီကိုဦးဆောင်တဲ့တတိယမြောက်အမျိုးသမီးဖြစ်လာမှာဖြစ်ပါတယ်။ကွန်မန်ပါတီကထိုင်ဝမ်ကိုတပါးလေးစနစ်နဲ့ဆယ်စုနှစ်များစွာအုပ်ချုပ်ခဲ့ပူပါတယ်။ကွန်မန်ပါတီကတရုတ်နိုင်ငံနဲ့ဆက်ဆံရေးကောင်းမွန်ပြီးပေါင်းစည်းရေးကိုလုံလာပါတယ်။အဲဒီမျိုးသမီးဟာမဲဆက်စည်းရုံးတွေမှာထိုင်ဝမ်ပြည်သူအားလုံးကကျွန်တော်တို့ဟာတရုတ်လူမျိုးပါလို့ ဂုံယူဝင်ကြွားစွာနဲ့ယုံကြည်မှုရှိရှိပြောဆိုနိုင်စေခြင်းနဲ့လို့ဆိုပါတယ်။1992ခုနှစ်သဘောတူညီချက်အရရေလက်ကြားနှစ်ဖက်လုံးထိုင်ဝမ်ရေလက်ကြားနဲ့မြန်မာချင်းစပ်တည်ရှိတဲ့ဒေသနှစ်ခုဟာတရုတ်တနိုင်ငံရဲ့အစိပ်ပိုင်းဖြစ်တယ်လို့ဒိဗက်ဖူးစုချက်ကို KMD ကသဘောတူထားတယ်လို့သူမကိုယ်တိုင်ကလည်းကြင်ကြင်ထောက်ခံခဲ့ပါတယ်။သမလာလိုက်ချင်းတေးကတော့ထိုင်ဝမ်ဟာလွတ်လပ်တဲ့နိုင်ငံဖြစ်ပြီးကမ္ဘာစနစ်မှာပုံမှန်အသိမပြုခံထိုက်တဲ့ဆိုပြီးတော့ဒီရည်ရည်ချက်ကိုပယ်ချပါတယ် တိုက်ခန့်ကွန်မြူနတီပါတီခေါင်းဆောင်အဖြစ်သမားနိုင်ငံချင်းအားထိုင်ဝမ်ရဲ့ကာကွယ်ရေးတုံးစည်းတိုးမြှင့်မှုထိုင်ဝမ်စိုးရရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုအဟန့်တားဖြစ်စေတော့မှာဖြစ်ပါတယ်နိုင်ငံသားဆက်ဆံရေးနဲ့ပတ်သက်ရင်ကျမတို့ဟာဒန်းလူမျိုးမှုလေးစားမှုနဲ့အပြန်အလှန်ဆက်ဆံမှုများကိုမြင်းမြဲစွာဆွဲကြိုက်ထားမှာဖြစ်တယ်လို့သူမကပြောပါတယ် KMD ဘာဒီခေါင်းဆောင်အဖြစ်သမားရွေးချယ်ခံရတော့တိုးတမရှိချင်းဖြစ်ကလည်းဂုဏ်ပြုခဲ့ပါတယ်သမားဟာတကယ်ကိုဖြစ်သင့်ဖြစ်ထပ်တဲ့သူဖြစ်ပါတယ်လို့ တရုတ်ကွန်မြူနစ်ပါတီကဆိုပါတယ်တကယ်လို့ဒါတရုတ်လူလာတဲ့ခေါင်းဆောင်ကဘယ်ပါတီကလဲဖြစ်ဖြစ်ထိုင်ဝမ်ရဲ့အနာဂတ်သမ္မတဖြစ်လာမယ်ဆိုရင်တရုတ်နဲ့ရေရှည်စပွဲဖြစ်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်ဒါအပြင်တစ်ချက်ချင်းမှာတရုတ်နဲ့ထိုင်ဝမ်ဟာပြည်လဲပေါင်းစည်းရမယ်လို့သမ္မတရှီကျင်းဖင်ကယုံကြည်နေပါတယ်သမ္မတရှီကျင်းဖင်ကအဲ့ဒီလိုမဟုတ်ပဲထိုင်ဝမ်ခေါင်းဆောင်ဟာသဘောထားတင်းမာတဲ့သူဖြစ်မယ်ဆိုရင်တော့ထိုင်ဝမ်ကို2029တွင်အင်အားသုံးသိမ်းဖို့အတွက်နှီးပေါင်းဆောင်တဲ့ပြင်ဆင်နေတာပဲဖြစ်ပါတယ် နိုင်ငံရေးပါတီတစ်ခုအနေနဲ့၎င်းတို့ရဲ့ဘုံနိုင်ငံရေးအခြေခံအုပ်ချုပ်ကိုခိုင်မာစေပြီးတော့ပြည်လဲပေါင်းစည်းရေးကိုရှေ့တိုးဆောင်ရွက်ဖို့လည်းမျှော်လင့်ကြောင်းရှီကျင်းဖင်ကပြောပါလိမ့်။ဒီမှာကတော့ကျွန်မရဲ့တန်တန်းတွေမှာ KMD ကိုထိုင်ဝမ်ရဲ့အကြီးဆုံးပါတီဖြစ်လာစေဖို့နဲ့2028မှာအာဏာပြေဝရယူနိုင်ဖို့ကြီးမားထားပါတယ်လို့ဆိုပါတယ်။ကနေဒါနိုင်ငံသားမျိုးသားတို့ဟာဒေါ်လာ5တန်းတန်မှုရှိတဲ့ထီစုကြီးပေါက်ခဲ့ပါတယ်။ ါဟာသူ့ဘဝအတွက်အကြီးကျယ်ပြောင်းလဲနိုင်တဲ့အခွင့်အလမ်းဝေချေပမာဏဖြစ်ပါလေ။ဒါမဲ့လည်းကံစိုးမှုမောင်ကြစီမဲ့ဖြစ်ရကဖြစ်ပွားလာပါလေ။ဒါကတော့ထီပေါက်တဲ့မျိုးသားဟာလမ်းအကောင့်မရှိဘူးဖြစ်နေပါလေ။ထီလက်မှတ်ကိုငွေထုတ်ဖို့အတွက်တရားဝင်စီးရင်ရာငွေထုတ်ယူသူရဲ့နာမည်နဲ့အကောင့်ကလိုအပ်ပါလေ။ဒါကြောင့်သူဟာသူ့ရဲ့ရည်စားဖြစ်တဲ့နာမည်နဲ့ထီစုကြီးကိုထောက်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ရေးစားပြသူရဲ့နာမည်နဲ့ထီစုငွေဒေါ်လာ5သန်းကိုအောင်မြင်စွာထုတ်ယူခဲ့ပါတယ်။အဲဒီနောက်မှာအခြေအနေကလုံးဝပြောင်းပြန်ဖြစ်ပါတယ်။ငွေကြေးအလုံးဟာရေးစားပြသူရဲ့ဘဏ်အကောင့်ထဲကိုဝင်သွားပြီးတဲ့နောက်ရေးစားပြသူဟာသူ့ကိုရှောင်ပယ်ရှောင်ပယ်လုပ်နေပါလေ။သူချင်းတဲ့နေရာကိုလည်းမလာတော့ပါဘူး။သူနဲ့လည်းမတွေ့တော့ပါဘူး။သူနဲ့ဘာမှမပတ်သက်တော့သူလို့သူ့ကိုလုံးဝပြစ်ပယ်သွားပါလေ။ပိုဆိုးတာကတော့သူမဟာငွေအလုံးကိုယူသွားတဲ့ပြင်တခြားမျိုးသားတို့နဲ့ပါဖွဲ့ပြေးသွားခဲ့တယ်လို့သတင်းတွေရသိရပါတယ်။ အဲဒီတော့ထီပေါက်တဲ့မျိုးသားဟာချစ်သူကိုလည်းဆုံးရှုံးရတယ်လို့သူထီပေါက်ခဲ့တဲ့တသက်မှာတခါကံကောင်းစီတဲ့အခွင့်အရေးကိုပါလက်လွတ်ဆုံးရှုံးရမှာလို့ဖြစ်နေပါလေ။ဒါကြောင့်ထီစုကြီးပေါက်ခဲ့တဲ့မျိုးသားဟာတော်တော်လေးကိုစိတ်ပိုင်းရောရုပ်ပိုင်းဆိုင်ရာပါထိခိုက်ခံစားခင်ရတဲ့ဆိုပါလေ။လက်ရှိမှာဒီမှုဟာရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုအောက်မှာရှိနေဆဲဖြစ်ပါတယ်။ဒီထီလက်မှတ်ဘသူပိုင်းလဲဘသူရဲ့ပြောကြားချက်ကအစစ်အမှန်လဲတအားဥပဒေကြောင်းအရစုံဖြတ်ဖို့လိုအပ်နေပါတယ်။ ဒီဖြစ်ရအရာဆုံးတဲ့ခါငွေကြေးဆိုင်ကိစ္စတွေကိုတရားဝင်စာချုပ်စာတမ်းဒါမှမဟုတ် စနစ်တကျမလုပ်ဆောင်ရင်တော့ဒီလိုဆိုးရတဲ့အခြေအနေဇိုးတွေနဲ့ရင်ဆိုင်ရနိုင်တယ်လို့သတိပေးဖော်ပြနေပါတယ်